ဧရာဝတီတိုင်းဖျာပုံခရိုင်ဖျာပုံမြို့နယ်ချောင်းတွင်းကျေးရွာအုပ်စုရှိစံစက်တွင်အုံပြူတဲ့ဘွိုင်လာအိုပောက်ကွဲမှုကြောင့်အမျိုးသားတဦးသေဆုံးပြီး၄ဦးထိခိုက်ဒဏ်ရာများရရှိခဲ့တယ်လို့မြေပြင်ကူညီဆောင်ရွက်ပေးနေတဲ့အဖွဲ့အစည်းများထံမှသိရပါတယ်။ အဆိုပါဆန်ဆက်ပွိုင်လာပောက်ကွယ်မှုဟာအော်တိုဘာလ22ရက်နေ့နနက်7:40နာရီ40မိနစ်ခန့်ကဖြစ်ပွားခဲ့ခြင်းဖြစ်ကပောက်ကွယ်မှုဖြစ်ပွားခြင်းကြောင့်ဘွိုင်လာဦးပြုတ်ပြင်းနေတဲ့အမျိုးသားတဦးသေဆုံးခဲ့က၄ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။ဘွိုင်လာဦးပြက်နေတာကိုပြင်နေတဲ့အချိန်မှာဘွိုင်လာဦးကထပောက်ကွယ်သွားတော့ပြင်နေတဲ့ဆရာနဲ့ပောက်ကွယ်မှုဖြစ်တဲ့ပတ်ဝန်းကျင်မှာရှိတဲ့လူတွေထိခိုက်သွားတော့ဘွိုင်လာဦးပြုတ်ပြင်းနေတဲ့ဆရာကတော့တခါတည်းဆုံးသွားတယ်။ဒဏ်ရာရရှိတဲ့သူတွေကတိတ်မစိုးရိမ်ရဘူးလို့သက်ဆိုင်ရာတာဝန်ရှိသူတဦးကဆိုပါတယ်။ အဆိုပါဘွိုင်လာအိုပောက်ကွဲမှုဖြစ်စဉ်ကြောင့်အမျိုးသား၃ဦးအမျိုးသမီး၂ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီးထိခိုက်ဒဏ်ရာရရှိသူများကိုကုညီကယ်ဆယ်ရေးအဖွဲ့များကဖျာပုံမျိုးပြည်သူစေယုံကြီးကိုပို့ဆောင်ထားတယ်လို့သိရပါတယ်လက်ရှိမှာဆန်ဆက်ဘွိုင်လာအိုပောက်ကွဲမှုဖြစ်စဉ်နဲ့ပတ်သက်၍ပြည်စီဆုံးရှုံးမှုများနဲ့ပြည်စီအသေးစိတ်ကိုတက်ဆိုင်ရာတာဝန်ရှိသူတွေကစစ်ဆေးနေတယ်လို့သိရပါတယ်။